အယူတီတော့ပုံနာရာဇဂိုပြည်မှာလောကီမင်္ဂလာကိုယုံကြည်ပြီးတော့ကြက်ကြိုက်ထားသောအဝိကိုတုတ်တန်မှဆွန်ပြတဲ့ပုံနာတာဖကိုအကြောင်းပြုပြီးတော့ဤအတိတ်ဆက်ကြောင်းကိုစောင့်တော်မူလေသည်မဂရတိုင်ရာဇဂိုပြည်မှာဓမ္မိကမင်းကြီးထီနန်ဆိုးဆန့်စဉ်ဖះလောင်းကဇန်ရရတိဖြစ်လို့ဟိမဝေနာမှာနေခဲ့ပါတယ်တနေ့တော့အခါမှာရတိကရာဇဂိုမျိုးတော်ကိုလာရမှာမင်းကြီးကအကြည့်ညိုတာကြောင့် ဥယျာဉ်တော်မှာတည်င်းသုံးမှုအတွက်ရှောက်ထားပါတယ်။အဲဒီခါမှာပုံနာတယောက်ကလောကီမင်္ဂလာတရားကိုသာယုံကြည်လေးရှိသည်။တနေ့သောအခါမှာတစ်တာထဲမှာသူပစိုးကိုယူစေခိုင်းရာကြက်ကြိုက်ထားကြောင်းကိုတွေ့ရပါတယ်။အဲဒီခါမှာပုံနာကဤပစိုးသည်မင်္ဂလာမရှိ သူယုံမာနဲ့တူသည်အိမ်တွင်ထားခဲ့သောကြီးစွာသောပျက်စီးခြင်းကိုဖြစ်နိုင်တယ်လို့ယုံကြည်ပါတယ်။ဒါကြောင့်တားကိုခေါ်ပြီးတော့တားချေ တင်ဒီဤပစိုးကိုလက်နဲ့မထိစေပဲဒုံနဲ့ထိုးယူပြီးတော့တုတ်တန်ကိုသွားကဆွပစ်ပြီးလျင်ဥကောင်းလျှော်၍ပြန်လာခဲ့လို့လို့စေခိုင်းလိုက်ပါတယ်။ဒီခါမှာပုံနာလူငယ်ကလည်းဒုံနဲ့ထိုးကော်ပြီးတော့ယူလာတဲ့ကြွက်ကြိုက်ပစိုးကိုတုတ်တန်မှာသွားရောက်ဆွပစ်ရမှာဖះလောင်ရသေးကတုတ်တန်ကနေစောင့်ပြီးတော့လူငယ်အဘယ်ကိုပြုတ်တနည်းလို့မရလူငယ်ကကြွက်ကြိုက်ပစိုးကိုလာရောက်ဆွပစ်ခြင်းဖြစ်ကြောင်းနဲ့ဒါကိုမစုံဆွဲတည်ကြောင်းကိုအကြေတဝိပြောကြပါတယ်။အဲ့ဒီခါမှာရသေးက လူငယ်စွန့်လော်လို့ဆိုလိုက်ပါတယ်။ဒါနဲ့လူငယ်လည်းစွန့်ပစ်လိုက်ပါတယ်။အဲ့ဒီပစိုးကိုရသေးကလူငယ်ရဲ့ရှေ့မှာပဲကောက်ယူလိုက်ရာလူငယ်ကမယူသေးကြောင်းနဲ့ဒီပစိုးကမင်္ဂလာမရှိတောင်းကို ပြောဆိုပြီးတော့တားမြစ်ပါတယ်။ဒါပေမဲ့ယတိကသူစကားကိုနာယူခြင်းမရှိဘဲနဲ့ပစိုးကိုယူကဥယျာဉ်တော်ကိုကြားတာပါတယ်။ပုံနာလူငယ်လည်းအင်ကိုပြေရောက်တဲ့ခါမှာအကြောင်းစုံကိုဖခင် ပုံနာကြီးကိုပြောပြပါတယ်။ ပုံနာကြီးကအထိတ်တလန့်ဖြစ်သွားပြီးတော့ညားစသော ပစိုးကောင်းတွေကိုယူကတားနဲ့အတူဥယျာဉ်တော်ကိုလိုက်လာပါတယ်။ရသေးကြီးထံကိုရောက်တဲ့အခါမှာပုံနာသားဖကိုရသေးကြီးကတုတ်တက်မှဆွန်းသောပစိုးဟောင်းသည်ငါတို့အာအီငါတို့အာအီငါတို့သည်မြင်းတိုင်းကြားတိုင်းတွေ့တိုင်းသောမင်္ဂလာမြည်သည်ကိုဖျားပစ္စည်းကဗုဒ္ဓတို့လည်းမချီးမွန်း ဒါကြောင့်ပညာရှိတို့မြည်သည်မြင်နိုင်ကြတိုင်းတွေ့တိုင်းသောမင်္ဂလာကိုယုံကြည်သည်မဖြစ်ရဆိုပြီးတော့တရားဟောရမှာပုံနာကမိမိအမှားကိုမြင်သွားပါတယ်။ဒါကြောင့်အဲ့ဒီအချိန်ကနေစပြီးတော့မှားရင်းတဲ့အယူကိုပယ်ဆုံးပြီးတော့ဖယားလုံးရတိကိုကိုးကွယ်စည်းကပ်ခဲ့ပါတော့တယ်။ဟုတ်ကဲ့ပါရှင်။မွေရသားသူကိုလေးစားစားနဲ့ credit ပေးပါရစေ။နောက်ဆက်အပေးမှုအတက်လဲကျေးဇူးအထူးပဲတင်ရှိပါရစေ။